ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဈေးကွက် trading ရဲ့ market recap ပြုလုပ်ပြီးတဲ့အစီအစဉ်အနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်ဒီနေ့စက်တလပိုင်း25ရက်နေ့မှာ spine etf ကိုကျွန်တော်တို့ဈေးကွက် trading ရဲ့ indicator တွေကိုတုံးပြီးတော့ဘလို့ option scalping လောက်သွားလဲဆိုတာကိုပြောပြပေးမှဖြစ်ပါတယ်ခင်ဗျာโอเคအဲ့ဒါဆိုလို့ရှင်စလိုက်ကြအောင်ခင်ဗျာ ကျွန်တော်တို့ဒီမနက်ခင်းဆက်စားခြင်းမှာအကုန်လုံးတော်တော်များပေါ့ option အမေ call option ဝယ်ကြရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မဝယ်ဘူးဘာလို့လဲဆိုလို့ရှိရင်ဒီ market ကတက်သွားရဲဆိုလို့ရှိရင်တော့ market က breakout retest လုပ်ပြီးတော့မှကျွန်တော်တို့ဝယ်မယ်ပေါ့နော်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်း sell see ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ pre market high ကိုကြောင်းမှကျွန်တော်တို့ဝယ်ကြမယ်ပေါ့နော်မဟုတ်ဘူးဆိုကျွန်တော်တို့ boot trap ထဲမှာကျွန်တော်မိမှာဆိုလို့ပါအဲ့တော့ကျွန်တော်တို့ရေအာကျွန်တော်တို့စဉ်းစားမှန်တယ်ပေါ့နော် POC line ကလည်းရှိနေရဲ့ပြီးမကဟိုက်ကိုလည်းမကြော်ပါဘူးဒါလုံးဝ boot trap ပုံစံမျိုးဖြစ်သွားပြီးတော့ market ကပြန်ကျလာတယ် ပြန်ကြက်လာတဲ့ခါမှကျွန်တော်တို့ဒီနားမှာဝယ်ကြရတယ်ပေါ့နော်ဝယ်ကြပြီးသွားတဲ့ခါမှကျွန်တော်တို့ဒီနားမှာကအာကျွန်တော်တို့ဒီနားမှာဝယ်တယ်ဝယ်ပြီးလို့ရှိရင် percentage တော်တော်များများရတယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်ပြရတယ်နားလေးမှာဝယ်ရပေါ့နော်အကြ indicator အကြပြီးတဲ့ခါမှဝယ်တယ်ပြသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြန်နားမှာထွက်လဲဆိုတော့ပြပြရမယ်နော်ပြလို့ရှိရင်ဒီကောင် picture perfect အရင်ဖြစ်တယ်ပေါ့နော်အာဘာလို့ဝယ်ရလဲဆိုလို့ရှိရင် figure အောင်မှာ EMA line တွေအောင်မှာ map ကြီးရလဲ picture perfect အရင်အောင် picture perfect ဖြစ်တယ်ကျွန်တော်ညမှာဝယ်တယ်ဝယ်ပြီးသွားပြီဆိုလို့ရှိရင် โอเคကျွန်တော်ဒီနားမှာထွက်တယ်ဗျဘာလို့လဲဆိုလို့ရှင်ဘာလို့ထွက်တာလဲဆိုလို့ရှင် pre-market လုံးနားမှာလည်းရောက်နေရပြပါဆိုလို့ရှင်ဒီကောင်ကပြန်ပြီးပြန်လှည့်တက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနားလေးမှာပဲထွက်ကြရတယ်ထွက်ကြရပြပါဆိုလို့ရှင်ကျွန်တော်ဒီနားမှာ60ရာခိုင်နှုန်းရတယ်ဗျအာကျွန်တော်ဒီနားမှာ60ရာခိုင်နှုန်းရပြီးတော့ကျွန်တော်ရဲ့ပထမဆုံး trade ပေါ့ဗျာ trade မှာလုံးဝအစိမ်းလန်ပြီးတော့ကျွန်တော်တို့ပျော်ရွှင်စွာနဲ့ဒီနားလေးမှာပထမဆုံး trade ကိုပိတ်သိမ်းနေပေါ့နော်လုံးဝမိုက်တယ်ပေါ့အဲ့တော့60ရာခိုင်နှုန်းနားမှာရကြတယ်ရပြီးလို့ရှင်ကျွန်တော်တို့ထွက်ကြတယ်ဒါပေမဲ့ market ကကျွန်တော်တို့ဘာဖြစ်လဲဆိုလို့ရှင်ကျွန်တော်တို့ဒီ fair value ကိုတော့တွားပြီး test လုပ်ပြီးလို့ရှိရင်ပြန်ဆင်းလာရဲပေါ့နော်ဆင်းလာပြီမဲ့လည်းကျွန်တော်တို့ဆက်ပြီးတော့ဆက်မလိုက်တော့ဘူးအာအားဆိုင်ရလည်း over so ဖြစ်နေရဲပေါ့နော်အဲ့တော့ကျွန်တော်ဆက်မလိုက်ဘူးနောက်ထပ်နောက်ထပ် trade တစ်ခုကိုစောင့်မလုပ်တယ်ပေါ့နော်ဒီကောင် retest သွားမလားသွားပြီးပြီဆိုလို့ရှိရင်ပြန်ချလာပြီးတော့နောက်ထပ် trade တစ်ခုဝင်လို့ရမလားစောင့်နေပေါ့နော်အဲအဲ့လိုစောင့်နေတော့မှာပဲကျွန်တော်တို့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ indicator နဲ့ call option ဝယ်ဖို့ အလတ်ပေးရပေါ့နော်အဲ့တော့ကျွန်တော်ဒီနောက်မှာလည်း mobile တေးဘောလဲဆိုရှယ်မားကတ်ကြီးကတောင်းထွန်းနေရောက်နေတယ်ဒီကောင်လုံးဝဒီ fair value fair value ကတိပိုင်ကိုမဖောက်နိုင်ဘူးဆိုလို့ရှင်ပြန်လဲအစင်းလာနိုင်တယ်ပေါ့နော်ဒါမဲ့လည်းသူကိုယ်တိုင်က fair value ကတိကိုထားခဲ့တယ်ထားခဲ့ပြီးသွားပြီဆိုလို့ရှင်မားကတ်ကအလုံးဝအားကောင်းကောင်းနဲ့ဆက်တက်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရေအာဒီနားပတ်ချလေးလောက်မှာကျွန်တော်တို့ call option တစ်ခါထပ်ဝယ်ရပြဒီနားပတ်ချလေးလောက်မှာကျွန်တော် call option တစ်ခါထပ်ဝယ်ရဘာလဲဆိုလို့ရှိရင်ဒီနား favorite ကသူဖောက်သွားပြီပေါ့နော်ဖောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာ call option တစ်ခါထပ်ဝယ် တော့ဝယ်တယ်ဝယ်ပြီးလို့ရှိရင်ကျွန်တော်တို့ထွက်တဲ့နေရာလေးကျွန်တော်ပြမယ် Okay ကျွန်တော်တို့ market က POC line လက်ရှိနေပြီးတော့ဒီနားလေးမှာပြန်လှည့်တက်တဲ့အချိန်မှာပဲကျွန်တော်တို့ဟိုမီပြန်လှည့်ဆင်းတဲ့အချိန်မှာပဲကျွန်တော်တို့နားမှာထွက်လိုက်ကြရတယ်ပေါ့နော်ထွက်လိုက်ကြပြီလို့ရှိရင်ကျွန်တော်တို့ဒီ trade ကနေပြီးတော့ဘယ်လောက်ရလဲဆိုလို့ရှိရင်30ရာခိုင်နှုန်းတော့ရလိုက်ရပြကျွန်တော်ဒီနားလေးပတ်ချလဲမှာကျွန်တော်တို့ဝယ်တယ် call option ဝယ်တယ် PY ဆိုလို့ရှိရင်ကျွန်တော်တို့နားလေးလောက်မှာထွက်တယ်ပေါ့နော်ဒီ trade ကတော့30ရာခိုင်နှုန်းရတယ်ခင်ဗျာ โอเคကျွန်တော်တို့ရေစဉ်းစားတာက market ကလည်းအခု loss အာ trend ကကျွန်တော်တို့စဉ်းနိုင်နေဆိုလို့ရှိရင်ဒီ fair value quota move ဆိုလို့ရှိရင်ဒီနာလောက်ကိုပြန်စဉ်းနိုင်နေပေါ့နော်အဲ့တော့ကျွန်တော် indicator အနေနဲ့ put option ဝယ်ဖို့အချက်ပေးထားတယ်အဲ့တော့ကျွန်တော်တို့ put option တခါဒီဒီ candle ကလုံးဝအားကောင်းကောင်းအားကောင်းကောင်းနဲ့ VWAP ဒီ EMA တွေဖောက်ဖတ်သွားတဲ့အခါမှာကျွန်တော်ဒီနာမှာ put option တခါထည့်ဝယ်ကြရတယ်ထည့်ဝယ်ပြီးတော့ကျွန်တော်တို့ထွက်တဲ့နေရာကိုပြမယ်ပေါ့နော်ကျွန်တော်တို့ market ကဒီ fair value quota ကိုထိပြီးတော့ပြန်လှည့် ်တက်သွားတဲ့အချိန်မှာပဲကျွန်တော်တို့ထွက်လိုက်တယ်ထွက်လိုက်ပြီးတော့ကျွန်တော်တို့ဒီနားမှာ40ရာခိုင်နှုန်းရတယ်ပေါ့ခင်ဗျာအဲတော့ကျွန်တော်တို့ဒီနားလေးမှာပဲကျွန်တော်တို့ထွက်ကြတယ်ထွက်ကြပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်နောက်ထိတ်တယ်ကျွန်တော်ဆက်မထွက်ဖြစ်တယ်ဥပမာဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒါကျွန်တော်ပုံပုံမှန်ရလဲမနက်ခင်းပဲထွက်တယ်ပေါ့နော်မနက်ခင်းပဲထွက်တယ်ဆိုတော့ကျွန်တော်နောက်ထိတ်တယ်ဆက်မထွက်တော့ပဲ ਨੇ အာဒီမှာလည်းကျွန်တော်တို့က trade ကပြီးသွားတယ်ဒါပေမဲ့တခြားကိုယ်တွေ set trade တဲ့လူရှိတယ်သူတို့တွေလည်းလုံးဝဒီနေ့ trade တွေအများကြီးရကြတယ် percentage တွေအများကြီးရကြတယ်ဆိုအရန်ကိုမိုက်ပြီးတော့အရန်ကို trade လို့အဆင်ပြေနေလေးတနေ့ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်မှ trend line ဆွဲကြရတခုရှိရဲ့အဲ့ trend line ကအာဒီ attack အာ attack call option ကလည်းဒီနားလေးကိုမဖောက်နိုင်ဘူးပထမပြောင်းကြလာတယ်ပေါ့နော်အဲ့တော့တကယ်လို့ကျွန်တော် indicator ပေးရဆိုလို့ရှိရင်တော့ဒီ trend line လေးကိုဆွဲကြည့်ကြဆွဲကြပြီးပါပြီဆိုလို့ရှိရင် လုံးဝပြန်လှည့်ပြီးတော့ကျွန်တော်ထွက်ကမယ့်နေရာလေးရှိရပါတော့ဒီလိုနေရာလေးမှာဆိုလို့ရှိရင်သူတစ်ခါဒီ trial line ကိုဖောင်းနိုင်ဦးတစ်ခါမဖောင်းနိုင်ဘူးသုံးခါမဖောင်းနိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ call try call option ဒီမှာရောကျွန်တော်ချက်ပလိုက်ရမယ်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်အဆုံးရှုံးမှုဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့နာမည်ပဲထွက်တကယ်လို့မိတ်ဆွေနေနောက်ခါကိုယ့်ဘက်ကိုယ်ဝယ်ဖြစ်ခဲ့ရင်ဆိုလို့ရှိရင်တော့ကျွန်တော်ထွက်ကမယ့် trap point ကိုပြပြပေးရပါတော့ဒီနာလေးမှာပဲထွက်လို့ရတယ်ကျွန်တော်အမိနေရောဒီနောက်ပိုင်းကျွန်တော်ဒီနောက်ပိုင်း trade တွေ sum trade ပြပေါ့နော်ဒါပေမဲ့အချို့ trade ခဲ့တဲ့ သူတွေကအကိုကြီးထွက်ခဲ့ထွက်ခဲ့ဖိတ်ပုံစံလေးကိုကျွန်တော်ပြပြမယ်နော်ကျွန်တော်တို့သူတို့တွေဒီဒီ trial line ကို break သွားပြီးတော့အားကောင်းကောင်းနဲ့ဒီခံရ break သွားပြီးတော့အာကျွန်တော်တို့ VF တွေ EMA တွေအာ MAT တွေကလုံးဝ picture perfect ဖြစ်တဲ့အချိန်မှာတို့တွေတစ်ခါထွက်ဝဲထပ်ပြီးတော့ call option ဝယ်ကြရတယ်ပေါ့နော်ဝယ်ပြီးတော့တို့ဒီညလောက်မှာထွက်ကြရတယ်ထွက်ကြရတယ်တို့ percentage အနေနဲ့တခု ကြာကြတယ်ပေါ့နော်။ကြာကြာပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခါကျွန်တော်တို့ substrate တဲ့ပုံ train နိုင်တဲ့ပုံစံကကြတော့ EMA ကျွန်တော်တို့ OAV 15မိနစ်ကိုပေါ့နော်ဖောက်ထွက်သွားပြီးတော့ retest လာပြီးတော့ကျွန်တော် app run သွားတဲ့အခါမှာနောက်တစ်ခါထပ်ပြီး train နိုင်တယ်။ဒါပေမဲ့ဒီတကယ်လို့ ကျွန်တော် indicator ပေးရတာပြဒီ call option ကိုင်ထားရဆိုလို့ရှိရင်တော့ဒီလုံးဝထွက်နိုင်စရာမလို့ထွက်စရာမလို့သေးဘူးလို့ဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာ jaw drop point jaw drop point လေးပေးပါရပေါ့နော်တကယ်လို့မေးဆွေတော့ကိုင်ထားမယ်ဆိုလို့ရှိရင်စက်ကိုင်ထားလို့ရတဲ့အချိန်လေးဒါပေမဲ့အဲကျွန်တော်ဒီနားမှာထွက်တာလည်း safe ဖြစ်ပါရပေါ့နော်ဒီ trunk line မ break နိုင်တဲ့အတွက်တကယ်လို့နားမှာတစ်ခါတက်ဝယ်ရဆိုလို့ရှိရင်လည်းဒီနားလေးမှာဒီနားလောက်မှာထွက်တာအကောင်းတယ်မဟုတ်ဘူးဆိုလို့ရှိရင်တိုင်း DK ရတဲ့အချိန်လေးမလန့်မဟန်ဘူးပေါ့နော် ဲ့တော့ okay ဒီ trade လေးအကြောင်းပြောအောင်တကယ်လို့ဒီ ORB 15မိနစ်ကိုကျွန်တော်တို့ break out ဖြစ်သွားတယ် retest ပြန်လာပြီးတော့ uptrend နဲ့တခါပြန်သွားမယ်ဆိုလို့ရှိရင်ဒီ trade က sub trade တို့ကောင်းမယ်ပေါ့နော်ဒါပေမဲ့ဒီ trade ကပြတ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြောပြမယ်သူက ORB 15မိနစ်ကိုလုံးဝ retest လာလို့ပြီးပြန်လဲထွက်တဲ့ပုံစံမဟုတ်ဘဲနဲ့လုံးဝသူကဖောက်ထွက်သွားပြီးတော့မှအောက်က favor ticket တွေပါယူသွားတယ်ပေါ့နော်ကျွန်တော် indicator indicator လည်းအကြပေးထားတဲ့အတွက်ဒီနားမှာတော့လုံးဝမဝင်သင့်ဘူးပေါ့နော်တကယ်လို့ဒီလို call option တွေကိုစဉ်းစားရဆိုလို့ရှိရင်နော် ဲ့တော့နောက်ထပ်နာမှာကျွန်တော်တို့အဖွဲ့ရလူကြီးစက်ပြီး trade သွားတဲ့ပုံစံရှိရဲ့အဲ့ဒါကိုကျွန်တော်ပြမယ်နော်ဒီ ORV 15မိနစ်ကိုပဲ breakout retest နဲ့သူတို့ trade သွားရရှိတယ်ကျွန်တော်အဲ့ဒါရှင်းပြပေးမယ်ပြောပြပေးမယ် Okay ဒီနားလေးကြည့်အောင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် ORV 15မိနစ်ရှိရဲ့ဒီကောင် ORV 15မိနစ် line ဒီကောင်ကနေပြီးတော့ breakout ဖြစ်သွားတယ်။ ORV 15မိနစ် retest လာတယ်။လာပြီးလို့ရှိရင်ကျွန်တော်တို့ ီနားမှာထွက်တာရဲ့ဒီဒီနားဒီနှစ်ခုညင်ရနေရာမှာထွက်တာဖြစ်တကယ်လို့မဟုတ်ဘူးဆိုရှင်တော့1 to 2 1 is to 2 risk to reward ratio ယူပြီးတော့ထွက်တာဖြစ်လို့လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနားမှာကန်နေအမကောင်းတဲ့အခါမှာဆိုလို့ရှင်တော့ကျွန်တော်ဒီနားမှာထွက်တာလုံးဝ safe အဖြစ်ဆုံးပေါ့နော်အဲဆိုလို့ရှင်တော့အာ percentage တစ်ခုလောက်တော့ရမှာပေါ့10 to 20%လောက်တော့ထက်ရမှာပေါ့နော်အဲဒါကအချို့အကိုတွေထွက်သွားတဲ့ပုံစံကိုကျွန်တော်ပြောပြတာဖြစ်တယ်ကျွန်တော်အနေနဲ့တော့အလုံးဝ submetric တော့ဥမနက်ခင်းနေရကျွန်တော်အနေနဲ့ပြီးပါပြီကျွန်တော်ရဲ့ထွက်ကအဲတော့ဒါတခြားလူတွေထွက်ခဲ့တဲ့ပုံစံကိုပြောပြတာ တော်ခရူရလူတွေနေအရင်ပြောကြရဲလုံးဝ percentage အများကြီးစားကြပြီသူတို့အရင်ပြောကြရဲနေပေါ့နော်အဲ့တော့ဒီဂျားထဲမှာလည်းသူတို့တောက်လျှောက် set trade တဲ့လူကြီးရှိတယ်နော်တောက်လျှောက် set trade တဲ့လူကြီးရှိရဲလုံးဝဟိုမှာအာ percentage အများကြီးရတဲ့လူကြီးရှိရဲအရင်ပြောဖို့ကောင်းတဲ့ဒီနေ့သူတို့အတွက်ကအရင်ပြောဖို့ကောင်းတယ်အဲ့တော့ကျွန်တော်တခုပြောချင်တာကလုံးဝမှတ်မှတ်ရရ trade တခုပေါ့နော်အဲ့ fake ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီညနေခင်းလုံးဝဟိုကျွန်တော် market beacon ဒီမှာ trade ကြတဲ့ trade တခုကိုကျွန်တော်ပြမယ်ဗျာ ခဏလေးစောင့်ကြည့်ရအောင်နော်ဝေးဒီကောင်ကချန်နေကျွန်တော်ဒီကောင်ပြလိုက်โอเคကျွန်တော်တို့ထွက်ခဲ့တဲ့နားလေးကျွန်တော်ပြမယ်နော်ဒီနောက်ကျွန်တော်တို့အဖွဲ့တွေအကူတယောက်ရအောင်ဆိုလို့ရှင်လုံးဝ share ရ ကျွန်တော်ကျွန်တော်တို့ဒီ zero trading ရဲ့ square root method ကိုတုံးပြီးသူ trade တာပါเนาะသူ trade ပြီးတော့သူဒီနားလေးမှာသူဘယ်လောက် percentage လောက်ရရဲဆိုလို့ရှင်ဘယ်လောက် percentage လောက်ရရဲလို့ထင်လဲအဲ့ကိုဆိုလို့ရှင်300ရခိုင်နှုန်းရသွားတာခင်ဗျာ300ရခိုင်နှုန်းသူဒီနားပတ်ချလဲလောက်မှာသူဝင်တယ်ပေါ့เนาะအာဒီနားပတ်ချလဲလောက်မှာသူ call option သူဝယ်တယ်ဝယ်ပြီးသွားပြီဆိုလို့ရှင်ဒီပတ်ချလဲလောက်မှာသူ call option ဝယ်တယ်ပေါ့เนาะသူလုံးဝစက်ကိုင်းထားပြီးတော့ဒီအထိကိုသူစက်ကိုင်းထားတယ်စက်ကိုင်းထားပြီးလို့ရှင် ရာခိုင်နှုန်းအားဖြင့်300ရာခိုင်နှုန်းတော့ရသွားတာမိတ်ဆွေကတထောင်ရင်းမယ်ဆိုလို့ရှိရင်300ရတယ်ဆိုတဲ့သဘောတရားပေါ့နော်အဲ့လောက်ထိကိုသူရသွားပြီးတော့ကျွန်တော်တို့ကျွန်တော်တို့အဖွဲ့ဒီနေ့လုံးဝပျော်ရွှင်စွာနဲ့လုံးဝကိုဒီနေ့ပိတ်သိမ်းကြရပေါ့နော်အရင်ကောင်းတဲ့ trading နေ့လေးတစ်ခုဖြစ်တယ်အာ okay ဒါကတော့ကျွန်တော်တို့ဒီနေ့ရဲ့ trade recap ပဲဖြစ်တယ်အခုလိုအဆုံးထိကြည့်ရှုပေးရတဲ့အများကြီးကျေးဇူးတင်နေကျွန်တော်ကျွန်တော်တို့နဲ့အတူတူ live trade ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Discord လာပြီး join လို့ရတယ်အဲ့ဒီတကောလည်းကျွန်တော်တို့ဒီ video ရဲ့ အာဒီဗီဒီယိုရဲ့ caption မှာကျွန်တော်တို့ link ချထားပေးမယ်ပေါ့နော် caption မှာဖြစ် comment မှာဖြစ်ကျွန်တော်တို့ link ချထားပေးမယ်အဲ့ကနေတစ်ဆင့်ကျွန်တော်တို့ရဲ့ Discord ကို join လို့ရတယ်လာ join ကြပါကျွန်တော်တို့ live trade လို့ရပါတယ်ကျွန်တော်အနေနဲ့လည်း Facebook နဲ့ YouTube မှာကျွန်တော်တို့အာ live trading နေတင်ပေးနေရယ်ဒါပေမဲ့တခု3 3ပေးချင်တာကဘာလဲဆိုလို့ရှိရင် Facebook နဲ့ YouTube ကတွေ့လို့အာကျွန်တော်တို့ call option ဝယ်တဲ့အချိန် put option ဝယ်တဲ့အချိန်မှာ live ပြီးတော့မဝယ်ကြပါနဲ့ဘာလို့လဲဆိုလို့ရှိရင် Facebook နဲ့ YouTube ကအာ 10 to 20 second လောက်နောက်ကျတယ်ဗျ။အဲ့ကြတော့ဘာဖြစ်နိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဝင်ပြီးသွားပြီ။ကျွန်တော်တို့ကဝင်ပြီးသွားတဲ့အချိန်မှာမိတ်ဆွေရလိုက်ဝင်တယ်။လိုက်ဝင်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကထွက်ပြီးသွားတဲ့အချိန်မှာမိတ်ဆွေရတယောက်တည်းကြံခဲ့ရဆိုလို့ရှိရင်အာငွေကြီးဆုံးရှုံးမှုတွေဖြစ်နိုင်နေပေါ့နော်။အဲ့တော့ကျွန်တော်တို့ Facebook နဲ့ YouTube မှာတွေ့တဲ့ဟာတွေကိုအာကျွန်တော်တို့ဝယ်အတိုင်းဝယ်တဲ့အတိုင်းအာလိုက်မဝယ်ကြပါနဲ့။ဘာလို့လဲဆိုလို့ရှိရင်ဒီကောင်တွေကနောက်ကျတယ်။နောက်ကျတဲ့အတွက် အာပတ်စံငွေကြေးဆုံးရှုံးမှုရှိနိုင်တယ်ဗောနော်တကယ်လို့ကျွန်တော်တို့ကျွန်တော်တို့ ਨੇ အတူတူ live trade ရှင်းနေဆိုလို့ရှင်တော့ Discord လာပြီးတော့ join ပြဖို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့အခုလိုကြည့်ရှုပေးတဲ့အတွက်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်နေ့ recap video မှာပြန်လည်တွေ့ကြအောင်ခင်ဗျာ